အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော် Liverpool အပြောင်းအရွှေ့တနေ့လေးကိုဒီနေ့နေ့လယ်ကင်းလေးမှာတစ်ချက်တော့ပြောသွားမယ် Liverpool အသင်းရဲ့အပြောင်းအရွှေ့ကလက်ရှိမှာဒါကျွန်တော်တို့မထင်မှတ်ပေးနေတာကျွန်တော်ပီရှီနေတဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာခဲ့ပြီလို့ဆိုလို့ရမယ်တဲ့မှာပါပါတယ် လီဗာပူးသိနေတိကြအတိုင်းပဲခုလက်ရှိမှာသူတို့ရဲ့ဒါကျွန်တော်စန်ဂျင်တင်ပြောင်းရွှေ့ကြီးအပြောင်းရွှေ့တခုကိုအကုန်လုံး work on လုပ်နေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်လီဗာပူးသိနေသူတို့ဒါကျွန်တော်ကွင်းလေပိုင်းဒါကျွန်တော်အေးပေါ့နေရာစုံမှာဒါကျွန်တော်တို့တိုက်စစ်နေရာစုံတော့မှာဆော်လို့ရတဲ့ကစားသမားကိုဒီနေ့နေရာဒီမှာခေါ်ယူဖို့အတွက်ကြံစည်နေဆိုတော့အကုန်လုံးသိပြီးသားဖြစ်တယ်ဒါကလေးစားကိုယ်စုံကိုသိပြီးပြီအဲ့လက်ရှိမှာဒါကျွန်တော်တို့သိကြတယ်မဒုတိယမြောက်ကန်လန်မှုဖြစ်တဲ့ဒါကျွန်တော်တို့ Florian Rich ကို Leverkusen တန်းကိုပေါင်190တန်း Euro တန်း130တန်း package နဲ့အတူဒါကျွန်တော်တို့တရဝင်ကန်းလှမ်းခဲ့တယ်ဆိုတော့လည်းအကုန်လုံးတည်ပြီးသားဖြစ်လိမ့်မယ်။ဒါဒီနေ့ဒါကျွန်တော်တို့အေးပေါ့ဒီနေ့မနက်အစောပိုင်းမှာတော့ကြားရတဲ့သတင်းတွေအရဆိုရင်တော့ Leverkusen ကဒီဒုတိယမြောက်ကန်းလှမ်းမှုကိုပယ်ချလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ Fabrizio Romano ကသူ့ရဲ့ Twitter အပေါ်သူ့ရဲ့ YouTube channel မှာပြောထားတာကိုတွေ့ရမှာ။အဲ့တော့ ပြောရမယ်ဆိုဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ situation တစ်ခုကိုဖြစ်သွားပြီလို့ကျွန်တော်အနေနဲ့မြင်တယ်။အဲ့ဒါကြောင့်ဘာကြောင့်လဲလက်ရှိမှာတော့ကျွန်တော်တို့အဲလီဗာပူးအသင်းကသာဒုတိယမြောက်ကမ်းလှမ်းမှုကိုဒါကျွန်တော်တို့ ကန့်လန့်မှုကိုသာပယ်ချပစ်ခဲ့မယ်ဆိုရင်လီဗာပူးတင်းနဲ့စဉ်းစားကြရပြီဖြစ်လာခဲ့ပြီအခုလက်ရှိမှာဒါကျွန်တော်တစ်ဖက်ကလီဗာပူးစင်ကတင်းခံထားတယ်သူတို့နဲ့ဒီကစားသမားကိုဒါကျွန်တော်ယူရိုတန်150တန်နဲ့ပေါင်တန်128တန်ပေါ့နော်126.5ပေါ့ဒီကြပ်အဲ့တော့ပေါင်တန်126.5ယူရိုတန်150တန်တယ်လို့သူတို့ဘက်ကလုံးဝခံယူထားတယ်အဲ့ကြောင့်မို့လို့လက်ရှိမှာလေလီဗာပူးအသင်းရဲ့ဒုတိယမြောက်ကန့်လန့်မှုကိုဒါကျွန်တော်ပယ်ချခဲ့လို့သိရတယ်ပေါ့အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှမြင်ချက်ဒါကြောင့်မို့လို့လေဒါ တပပူးတင်းနဲ့ဒီအပြောင်းရွှေ့ကိုမြန်မြန်ဆက်ဆံပြီးခြင်းနဲ့ဆိုတော့နားလေလူရတယ်အဲ့တော့တပပူးတင်းနဲ့ခုလက်ရှိအပြောင်းရွှေ့ဖွင့်တဲ့အကြအတွင်းမှာကိုဒီအပြောင်းရွှေ့ကိုမြန်မြန်ဆက်ဆံလှုပ်လှုပ်ဖို့ရှိတယ်အဲ့တော့ဘာဆက်လုပ်မှလဲဆိုတော့မေးခွန်းကျွန်တော်မေးရလိမ့်မယ်တတိယမြောက်ကန်လတ်မှုကိုလီဗာပူးအော်ဖာလုပ်မှာဒါမှမဟုတ်ဘက်ကောက်လုပ်ပြီးတခြားတော့ကစားသမားကိုခေါ်ဖို့တော့ပြင်ဆင်မှာအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပဲခုလက်ရှိမှာအတီလင်းတော့မသိရဘူးတီချာတစ်ခုကလီဗာကူစင်ကလီဗာပူးအသင်းရဲ့ဒုတိယမြောက်ကန်လတ်မှုဖြစ်တဲ့ပေါင်190သန်းယူရိုသန်း130ကိုတရဝင်းညင်းပယ်ခံလိုက်တယ်ဆိုတော့ကျွန်တော်သိရတယ်မှာပါအဲ့တော့လက်ရှိမှာဒါအက်သလက်တစ်ယူကေရေးသားထားပုံရဆို င်လစ်ဗာပူးကနောက်ွယ်မှာဒါကျွန်တော်တို့ ဒီလိုမျိုးခက်ဆန်တဲ့ကစားသမားမျိုးကိုခေါ်ယူဖို့အတွက်စူးစမ်းနေတယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့ပြီဆိုပြီးတော့ရေးသားထားခဲ့တယ်အဲ့တော့ပြောချင်တာ UK ကဘာပုံစံမျိုးရေးသားခဲ့တာလဲဒါကျွန်တော်တို့လက်ရှိမှာ Florian Risk ရဲ့ alternative ပေါ့နော် Florian Risk ရဲ့ပုံစံတူဒါပေမဲ့လက်ရှိမှာကွဲပြားတဲ့ကစားသမားတယောက်ပုံစံမျိုးရှိတယ်ဆိုပြီးဒါရေးသားထားခဲ့တယ်ပြောချင်တာ hint ပုံစံပြောအဲ့တော့ Liverpool တင်းနဲ့ခုလက်ရှိမှာ Florian Risk တာမရဘူးဆိုရင်တော့ဘယ်ကစားသမားကိုပြောင်းရွှေ့ခေါ်ယူသွားမလဲဆိုတော့ Liverpool ကိုစိတ်ဝင်စားဖို့ကောင်းတယ်အဲ့လက်ရှိမှာ Florian Risk နဲ့ Liverpool တင်းက share ပါတယ်ပုံကိုရေးရသဘောတူညီမှုရထားပြီးဒါကစား မကိုယ်တိုင်လည်း AAC training စင်တာကိုလာထားပြီးသားအကုန်လုံးပြီးပြီဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Liverpool ရဲ့ပထမဆုံးကမ်းလှမ်းမှုဖြစ်တဲ့ဒါကျွန်တော်တို့ပေါင်သန်း100တန်း package ကိုလည်းညှင်းထားတယ်ပေါင်သန်း190တန်း package ကိုလည်းညှင်းထားတယ်အဲ့တော့ Liverpool တင်းနဲ့ဒါကတော့တစ်ဖက်အသင်းစိတ်ကြိုက်ဒါဈေးတကူဖြစ်တဲ့ပေါင်သန်း200တို့195တန်း196တန်းတဲ့ package ကို Liverpool တင်းကလိုက်ရောသွားမလားဒါကမနိုင်ပြောလို့ဆိုရင်ဦးပြဆန်းတချို့ပြိတ္တတွေနေဟာ ပေါင်တန်းတရ၁၀တောင်ပေးထားပြီးပြီကွာနောက်ထပ်15တန်းလိုက်တာဘာဖြစ်မှာမဟုတ်လို့လဲဆိုတဲ့မိကုံအဲ့တော့လီဗာပူးတင်းရဲ့ဒီအပြောင်းအရွှေ့ကိုသာလုပ်မယ်ဆိုရင်ဒါကျွန်တော်ပရီးမီးယားလီဂ်ရဲ့ဒါကျွန်တော်ဈေးကြီးဆုံးအပြောင်းအရွှေ့တစ်ခုဖြစ်သွားမယ်လို့ကျွန်တော်နေမြင်တယ်ဒါလက်ရှိမှာပေးပါပေါင်တန်း126တန်းဆိုတော့လက်ရှိဒါကျွန်တော်ပရီးမီးယားလီဂ်ရဲ့စံချိန်တင်အပြောင်းအရွှေ့ကြီးတစ်ခုဖြစ်သွားနိုင်တယ်လို့မြင်တယ်ဒါအပြင်ကျွန်တော်ဒါလီဗာပူးတင်းရဲ့လည်းစံချိန်တင်အပြောင်းအရွှေ့ကြီးတစ်ခုဖြစ်သွားအဲ့တော့ပတ်စံတော်တော်လေးကိုများတဲ့ပတ်စံတစ်ခုပေါ့နော်အဲ့တော့လီဗာပူးတင်းရဲ့ဒီညမှာ of course ခုနကဘေးလူမြင်လဲဆိုတော့15တန်းလောက်ကတော့မထူးတော့ပေးလိုက်ပါတော့ဆိုတဲ့ပုံစံနဲ့လီဗာပူးအသင်းဘက်ကလို15တန်းကိုလွယ်လွယ်နဲ့ပေးမလား ဒါပေမဲ့လက်ရှိမှာလက်ဘူးတင်ခုနကျွန်တော်ရှေ့မှာပြောခဲ့လို့ပဲသူတို့အနေနဲ့အခုဒါလက်တလောပါပေါ့နော်ဒီကစားသမားကိုခေါ်ယူခြင်းတဲ့အနေထားမှာတော့ဒါတခြားသော alternative တွေနောက်ွယ်မှာလုံးလုံးနေဆိုရယ်ခေါ်လာဟာလိုက်ထွက်လာခဲ့တယ်။အခုလက်ရှိမှာတိတလောက်ကပေါ့နော် RB Leipzig ကနေပြီးတော့အသင်းကတရားဝင်ထွက်ခွာမယ်လို့သတင်းတွေထွက်ထားတယ်။ဒါကွင်းလေကစားသမားလေး Netherlands ကစားသမားဖြစ်တယ်။ဒါကွင်းလေကစားသမားလေးဖြစ်တဲ့ Xavi Simons ကိုဒါ Liverpool နဲ့ဒါ တစ်ချက်တော့ဆောင်ကြည့်နေတယ်။ service moon ကိုတည်ကြတယ်မတော်တန် hotspot တည်နေတာပေါင်82နှစ်သက်ဒါကျွန်တော် euro တန်85တန်ကြားပတ်ချလဲဝင်ကြခေါ်ယူဘူးတဲ့ spa တည်နေတော့ရှောက်ချိဆက်နေတာဖြစ်တယ်။ spa တည်နေဒီညမှာဒါကျွန်တော်လက်ရှိမှာကြားရတဲ့တည်နေ service moon ဆက်ဆိုင် easy ကိုခေါ်ယူခြင်းတဲ့ကြောင့်မို့ဒါစိတ်ဝင်စားတဲ့အစီအစဉ်ဒါပေမဲ့ liverpool အသင်းကလည်းလက်ရှိမှာတည်ရတဲ့ service moon ကိုတော့ရှောက်ဆောင်ကြည့်နေတယ်။ service moon ကလက်ရှိ liverpool အသင်းစိတ်ကြိုက်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒါပေမဲ့အခုလက်ရှိမှာသူတို့က florian risk ကိုခေါ်ယူလိုက်ရတဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့ service moon ကိုမိသွားတာဖြစ်တယ်။အခုလက်ရှိမှာဒါ florian risk ရဲ့အပြောင်းအရွှေ့က ထင်တာထက်ပြန်ပြီး intermittent ဖြစ်နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ပေါ့နော်အခုလက်ရှိသူတို့အနေနဲ့ဒါ service summon back ကိုလှည့်သွားနိုင်တယ်ဆိုတဲ့သတင်းပုံစံမျိုးကို the athletic uk ကတင်ထားခဲ့တယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော် import ထားလို့မယ်အမှန်တကယ်ပြော15သန်းဆိုတဲ့ပတ်စံက liverpool အတွက်တော့မနေဘူးဒါပေမဲ့ခုနကပြောသလိုလုံမယ်ဆိုလှုပ်ချလိုက်တဲ့မြင်လို့မြင်တယ်ဘာလို့ တစ်ဖက်ကတေချာတကွာဒီတိုင်းဆိုတေချာတကွာလီဗာကူဇန်ဘက်က150အောက်ရှော့မှာမဟုတ်ဒါကျွန်တော်တို့ပေါင်တဲ့ပေါင်126တန်းအောက်ကိုတို့ရှော့မှာမဟုတ်100%လုံးဝ for sure ပဲအဲ့တော့လီဗာကူသင်းနဲ့ဒီကိစ္စကိုပေါင်15တန်းပြပြဖြတ်မလားမဖြတ်ဘူးဆိုလည်းတခြားသောကစားသမားကိုမြင်မြန်ဆန်ဆန်လိုက်မလားအဒီနေ့မှကျွန်တော်အမြင်ကိုကျွန်တော်ပြောမှာ Florian Risk ကို15တန်းပေးလိုက်တာပူအဆင်ပြေမယ်လို့မြင်တယ်ဘာလို့လဲဒီအားကြီးကိုဖြုတ်ပြီးတော့ဒါတခြားသော Zavi Simons ပဲဖြစ်ဖြစ်ဒီ AM ပူဇန်မျိုးကစားသမားတစ်ယောက်ကိုထပ်ပြီးတော့လိုက်မယ်ဆိုရင်အချိန်နေထပ်ကုန်မယ်အဲ့တော့တို့ရရှိမှာ David Austin ပြောခဲ့ဘူးတဲ့လီဗာကူကလက်ရှိမှာဒါကျွန်တော်တို့ကာလာကာလာရှိကစားသမားတစ် ကိုလိုက်ရတာမုန်းနေဆိုတဲ့ signature ကြီးဖြစ်သွားမှာကိုကျွန်တော်စိုးရတာအဲ့တော့ 15သန်းပေးလိုက်တော့ကျွန်တော်ပြောလေဗာပူးသင်းတော့15သန်းသိပြီပါမထူးဘူးဒါပေမဲ့15သန်းပေးလိုက်တာမပေးဘူးဆိုတဲ့ဒီညမှာဖြတ်ချလိုက်ဖြတ်ချပြီးခုနကဘာဇာဗီဆမုတ်ကိုလိုက်မယ်ဟေး easy ကိုလိုက်မယ်ဟေး easy ကိုလည်းတို့စိတ်ဝင်စားတဲ့တရင်တော့ထွက်ပြီးမယ်ဒါကျွန်တော်တို့ဇာဗီဆမုတ်တို့ကနံပါတ်1စိတ်ဝင်စားအဲ့ဇာဗီဆမုတ်ဒါ okay florian risk ကိုပြစ်ပြီးတော့ငါတို့ကဒါဆမုတ်ကိုလိုက်မယ်ဟေးဆိုပြီးတော့လိုက်ချင်လိုက်ချအဲ့တော့လေဗာပူးသင်းတဲ့ဒီညမှာဆုံးဖြတ်ချက်ပြည့်ပြတ်သားသားတော့မြင်မြန်ဆန်ဆန်ချရမယ်လို့မြင်တယ်ဘလို့အပ်ပေးတဲ့ဒီအပြောင်းရွှေ့ရအရန်ကြီးဆွဲဆန့်လွန်အားကြီးရလို့မြင်တယ်အဲ့တော့တစ်ဖက်ကလေဗာကူစင်ကတော့အဖြေကရှင်သွားပြီသူတို့နေနဲ့ယူရိုတန်150အောက်ကိုလုံးဝလက်ခံသွားမှာမဟုတ်ဘူးဆိုတော့လုံးဝ100% ်ရှင်းသွားပြီအဲ့တော့လီဗာပူးအသင်းနဲ့ခုလက်ရှိမှာစဉ်းစားကြည့်ရမှာဘာဆက်လုံးပါလဲဒီ55တန်းကိုပေါ့55တန်းကိုတိုးပြီးပေးသွားမှာလားဒါကတော့ယူရိုနဲ့တော့မဆိုရင်တော့ ယူရိုတန်း30ကိုတိုးပြီးပေးသွားပါလားမပေးဘူးဆိုလဲဒိုးပါလားအဲ့ဒါကိုလစ်ဗာပူးတင်တယ်ဒီရပိုင်းတွင်းမှာမြင်းမြန်ဆန်ဆန်ဆုတ်ဖြတ်တင်တယ်လို့မြင်တယ်ဆုတ်ဖြတ်ပြီးရင်တော့ဒီညမှာဒါကြောင့်တတိယမြောက်ကန်လန်းမူလားဒီအပြောင်းရွှေ့ကတရားဝင်ထွက်ခွာသွားမှာလားဒါကိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါပါတယ်ဒီဟာနဲ့ဆက်ဆက်ပြီးပြောမှာဆိုလစ်ဗာပူးတင်ကဒီအပြောင်းရွှေ့အေးလာနိုင်မြတ်တစ်ဖက်ကဒါကျွန်တော်တို့အနေနဲ့ left back ကစားသမားမီလိုကရာကက်စီအပြောင်းရွှေ့ကိုအရှိတ်အဟုန်မြင့်လှောက်ဆောင်လာပြီးဆိုပြီးတော့ Fabrizio Romano က သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ဆက်ထားတာတွေ့ရအဲ့တော့ကျွန်တော်ဒါရှိလွန်ခဲ့တဲ့3ရက်လောက်ကပြောခဲ့လို့ပဲ Liverpool အသစ်နဲ့အခုလက်ရှိမှာ Florian Ritz ရဲ့အပြောင်းအလဲတွေဆိုင်ဒီတစ်ပတ်အတွင်းမှာ Milo Krakas ရဲ့အပြောင်းအလဲကအရင်ဆုံးပြီးသွားမယ်ထင်တယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီပြောခဲ့တဲ့အတိုင်းပဲဒပုံစံနဲ့ဖြစ်လာပြီလို့ပြောလို့ရတယ်မှာပါအဲ့တော့ Milo Krakas ရဲ့အပြောင်းအလဲက Liverpool ရဲ့ဒါပေးတိုင်းတဲ့ range တစ်ခုလည်းဖြစ်တယ် Liverpool အသစ်ကိုလည်းဒါကစားသမားကိုယ်တိုင်လည်းကောင်းငင်ထားပြီးတော့မီးစိမ်းပြထားတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပြောင်းအလဲကသိပ်ပြီးခက်ခဲနိုင်မယ်နေတာမရှိဘူးခုနကပြောတော့ဒါကျွန်တော် Liverpool အသစ်နေနဲ့တစ်ဖက်ကပေါင်45သန်းခေါ်ထားတဲ့အပြောင်းအလဲဖြစ်တဲ့ကြောင့် Liverpool အသစ် င်္ဂါတန်ပေါင်35တန်နဲ့ပေါင်တန်30 plus 5တန် package နဲ့အတူဒါကျွန်တော်ပထမဆုံးကမ်းလှမ်းမှုတစ်ခုနဲ့လုတ်သွားနိုင်မှုအတွက်မျှော်လင့်နေအဲ့တော့ Liverpool အသင်းကတိကျတယ်မခုလက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့အထွက်တော်မထွက်ရသေးမယ်ဒါဆိုဆိုပတ်စံတွေမထွက်ရသေးမယ်ပတ်စံဒါကျွန်တော်သိတော့ Florian ဟုတ် sorry Frank Pound တယောက်ကလွေးလို့ဒါကျွန်တော်တို့ပတ်စံမဒီမထွက်သေးပင်မဲ့လက်ရှိအနေထားရပါတော့ဒါကျွန်တော်တို့အဝင်တွေကဒါတိရတယ်မဲ့ကာလေဟာကို18တန်းနဲ့ရောင်းထားပြီးပြီဒါကျွန်တော်တို့လက်ရှိတိကျတဲ့အတိုင်းမဲ့ဒါအာဘဘလူး ဘယ်လိုဆယ်တန်းရတာဘယ်လိုအာတို့ရဲ့ပြောင်းရှိမှလည်းဆယ်တန်းရတာပြီးဒါအဲ့တော့လီဗာပူးသင်းနဲ့ခုလက်ရှိမှာဒါပတ်စံနေလေးရထားပြီးဖြစ်တဲ့ကြောင့်မို့သူအနေနဲ့မီလိုကရာကက်ဆယ်အပြောင်းရှိကိုအရှင်ဟုံမြင့်လှုပ်ဆောင်နေတယ်ကျွန်တော်မြင်တာကမီလိုကရာကက်ဆယ်အပြောင်းရှိကပေါင်တန်း40လောက်နဲ့ OK သွားမယ်လို့မြင်တာဘုံမောက်ကဒီနေရာမှာဒါကျွန်တော်9တန်းလောက်ရှော့ပြီးပေါင်တန်း40ခုနကလီဗာပူးက35တန်းဟုတ်မယ်ဒုတိယမြောက်ကမ်းလမ်းမှုဖြစ်တဲ့ပေါင်တန်း40ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ဒီအပြောင်းရှိကဒါကျွန်တော်ထင်တာ Florian Ritz ရဲ့အပြောင်းရှိတဲ့ဒီအပိုင်းအတွင်းမှာပြီးသွားမယ်လီဗာပူးရဲ့ဒုတိယမြောက်ခေါ်ယူမှုကကျွန်တော်မြင်ရပုံစံမီလိုကရာကက်ဖြစ်ဖို့အတွက်တော်တော်လေးကိုယာကိုင်းလို့များသွားပြီလို့ကျွန်တော်အနေနဲ့မြင်တယ် အဲ့တော့မိတို့ပင်စူစီကမှုလီဗာပူးတင်းကဖလော်ရီယန်ရစ်ရဲ့အပြောင်းအရွှေ့မှာပါဆက်လုပ်မယ်ဆိုတော့ပြိတ္တတွေကိုကျွန်တော်တို့ကဒါဘီးလူတွေကိုတော်တော်လေးကိုစိတ်ဝင်စားတဲ့အခြေအနေတစ်ခုဖြစ်သွားပြီဆိုတော့ကိုတော့လုံးဝ100%ဒါကျွန်တော်တို့တည်ကြသွားပြီလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်အဲ့တော့မိတို့ပင်စူစီကမှုဒါကျွန်တော်တို့လီဗာပူးတင်းအနေနဲ့အခုလက်ရှိအတူချုံပြောရမယ်ဆိုရင်ဒါတော့နိုင်မိနစ်စက္ကန့်30မှာအတူချုံပြောရမယ်ဆိုလီဗာပူးတင်းကလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့ ကစားသမားအစ်စ်ခေါ်ယူမှုမှာဒါကျွန်တော်အဟန်သားဖြစ်တယ်သူတို့ဒုတိယမြောက်ကန်လန်ဖြစ်တဲ့ပေါင်109တန်းဒါကျွန်တော်တန်130ခုဒါကျွန်တော်တို့လီဗာကူဆင်ဘက်ကညင်းပယ်ထားတယ်လီဗာပူးအစ်စ်နဲ့တတိယမြောက်ကန်လန်မှုလုံမလားမလုံဘူးတော့မကျင်းသေးဘူးဇာဗီဆင်မွန်စ်ကိုလက်ရှိမှာစိန်ဝင်စားနေတယ်မီလိုကရာကက်ဆယ်အပြောင်းရွှေ့ကလက်ရှိမှာဒါ move forward သွားနေပြီးတော့တော်တော်လေးကိုအဆင်ပြေနေပြီမီလိုကရာကက်ဆယ်လီဗာပူးအစ်စ်ရဲ့ဒီနေ့ရဲ့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာဖို့ရာခိုင်နှုန်းများတော့ပါပြီဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ before you တို့မှာကျင်းလို့ဆိုပေါအောင်ကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလက်ဖို့မမိကြပါနဲ့ဗျအောက်က comment န်ဒီတဲ့မှာလဲ youth sport media 3.0ဆိုတဲ့ဒီ before you တို့ရဲ့ link လေးတွေကိုထည့်ပြီးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော် rpdr ရဲ့မြန်မာလေးလေးလေးဖို့မမိကြပါနဲ့ဟုတ်အောက်က comment တွေထဲမှာလဲ youth sport media 3.0ဆိုတဲ့ဒီ before you တို့ရဲ့ link လေးတွေကိုထည့်ပြီးထားခြင်းပဲကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လို့ကျွန်တော် rpdr ရဲ့မြန်မာလေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကျွန်တော်တို့နောက်မှာ a a c c တွေ့ကြရပါဘောအားလုံးမကြိုတူပါနဲ့တေးဖို့ပါဗျ